င်္ဂလာပါဗျာ Wayan Channel ကနေပြန်လည်ကြိုဆို လိုက်ပါတယ်ဗျာဒီကနေ့တင်ဆက်ပေးမှာကတော့စာရေးဆရာမောင်မိုင်းညို့ရေးသားထားတဲ့ဖြစ်ရမှန်ပရလောကဆန်လန်တပုံကိုပြန်လည်တင်ဆက်သွားမှာပဲဖြစ်ပါတယ်ဗျာဒီအစီအစဉ်လေးမတင်ဆက်ခင်ကျွန်တော်ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာဆက်လက်၍တင်သည်မဗီဒီယိုတွေသိရှိနိုင်အောင်ဘေးနာက Notification လောင်းလေးကိုလည်းနှိပ်ခဲ့ပေးကြပါဦးခင်ဗျာသူစံတဲ့လူတယောက် သူ့ကိုတိတယ်လူတိုင်းကထူးဆန်းတဲ့လူတယောက်ကိုအတိမတ်ပြုကြတယ်လူတွေကလူတယောက်ပြီးမဲ့အများနဲ့မတူတဲ့ထူးခြားချက်တွေသူ့မှာရှိလို့ဖြစ်ပါတယ်သူ့နာမည်ကြီးကဦးသိန်းဝင်းပါဒါပေမဲ့အားလုံးကတော့တရေကြီးသိန်းဝင်းလို့ပဲသိကြတယ်သူ့မှာမွေးထားတဲ့တရေတွေရှိတယ်ခိုင်းချင်တာခိုင်းလို့ရတယ်သူကတရေတွေကိုနိုင်နေဆိုတဲ့သတင်းတွေကလည်းတရေကြီးသိန်းဝင်းဆိုတဲ့နာမည်ကိုလိုက်ဖက်အောင်ပန့်ပိုးနေတယ်လို့ပါပဲတရေကြီးသိန်းဝင်းနဲ့တွေ့ဖို့ပြောထားပြီးပြီ အမြင်လာခဲ့ပါဆိုတဲ့မိတ်ဆွေတယောက်ရဲ့အကြောင်းကြားချက်ကြောင့်2014ခုနှစ်ဧပြီလ21မှာစာရေးသူရန်ကုန်ကထွက်လာခဲ့တယ်။နောက်နေ့ဧပြီလ22ရက်နေ့မှာတရေကြီးသိန်းဝင်းနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။အမှန်တကယ်တော့တရေကြီးသိန်းဝင်းနဲ့ပတ်သက်တဲ့ဇလန်တပုတ်ကို စာရေးသူရေးခဲ့ပြီးပါပြီ။တစီဖြစ်ရမှန်းဇွဲကြိုးချဂုံးတစီစာအုပ်မှာပါ။ကိုယ်တိုင်တွေ့ခဲ့တဲ့သူတယောက်ရဲ့ပြောကြားချက်ကိုအခြေခံပြီးရေးသားခဲ့တာပါ။ အဲ့ဒီအချင်းကတရေကြီးသိန်းဝေးနဲ့မတွေ့ရသေးတာကြောင့်ခေါင်းစဉ်ကိုတရေကြီးစိုးမင်းတို့အမြင်ပေးခဲ့ခြင်းဖြစ်ပါတယ်။အဲ့ဒီဖြစ်ရဇလန်းမှာတရေကိုစပားရိတ်ခိုင်းတာကြောပူပြီးလိုက်ပုတ်ခိုင်းတာတွေကိုရေးသားထားပါတယ်။ဒီဇလန်းနဲ့ပတ်သက်လို့မန်ကန်မှုရှိမရှိစာရေးသူကမေးမြန်းတဲ့အခါတရေကြီးသိန်းဝေးကအားလုံးအမှန်တွေပါပဲလို့ပြောကြားခဲ့ပါတယ်။ဒါပေမဲ့တရေကြီးသိန်းဝေးလို့နာမည်တစ်လုံးနဲ့နေတဲ့သူစီမှာတရေတစ်စီနဲ့ပတ်သက်ပြီး အခြားဇက်လန်းတွေရှိနိုင်တယ်လို့ထင်မြင်တဲ့အတွက်တရေကြီးဒိန်ဝင်းနဲ့တွေ့ဖို့စာရေးသူစီစဉ်ခဲ့ခြင်းဖြစ်ပါတယ်ဆက်လက်တင်ပြမယ့်ဇက်လန်းများဟာတရေကြီးဒိန်ဝင်းကိုယ်တိုင်ဖွင့်ဟပြောဆိုဝန်ခံထားခြင်းဖြစ်ရများ ဖြစ်ကြောင်းတင်ပြအပ်ပါတယ်တရေနဲ့စတင်တွေ့ဆုံခြင်းမမရဲ့ရအဲ့ဒီနေ့ကကျွန်တော်အနောက်ဘက်ကြီးနောင်းဝင်းကပြန်လာတာညကတော်တော်မောင်းနေပေမဲ့ကျေရောင်လျော်ကြောင့်ဝတော်ဝအလင်းရောင်တော့ရှိနေတယ်။တောင်ချင်းဝင်းကျင် လဲခွင်းပြင်မှာတော့မကောင်းဆိုးဝါးငှက်ဆိုးတွေလည်းပေါ်မှာပေါ့တခါတခါဝီးခနဲ့ဝီးခနဲ့អော်ပြီးကျွန်တော်កောင်းပေါ်ထိုးချနေတလားអောက်မိရတယ်ဒီလိုနေရာမျိုးတွေကညအခါတယောက်တည်းသွားဖို့မတင့်တော်တဲ့နေရာမျိုးတွေကြည်လေနမီကိုကជីနှောင်းကွင်းတဲ့ကြက်ဒီနန္နာဘဝတွေဥစ္စာဇောက်နေနေတိုင်းကြက်စားတယ်ကွင်းဒီကွင်းထဲမှာလဲလှုပ်ရင်းကွင်းပိုင်နန္နာဘဝတွေကိုလဲဝင်လဲထွက်ကျွေးမွေးရတယ် အမားရင်လုံးမီတို့ဘေးအန္တရာယ်ကြရောက်အောင်ပြုစားခိုင်းထားရရင်လဲသမင်းအရက်ကြက်ဖို့ကြက်မနဲ့ကျွေးမွေးတောင်းပန်ရတယ်ဒီလိုကိစ္စမျိုးတွေရှိလို့ကျွေးချင်မွေးချင်တဲ့အခါမှာနာနာဘဝတွေကိုကြည်တံပြီးပြီးခေါ်ရဖိတ်ရတယ်ဟိုတုန်းကကြီးမောင်းလေးကိုတနောင်းနောင်းတီးပြီးခေါ်ကြတာမို့ကြီးနောင်းကွင်းလိုနာမည်ကြီးခဲ့တာအခုတော့ရွာတွေမှာကြီးမောင်းနေရှာပါတဲ့အတွက်ကြီးဖလားကိုကျေးဇူးနဲ့တီးခတ်ပြီးဖိတ်ကြားခေါ်ကြပါတယ် ဘိုးတို့ကကျွန်တော်တို့ရွာမရက်ခွက်ထဲကကိုထွေးဆိုတဲ့လူတယောက်ဂျင်းနောင်းခွင်းထဲမှာလဲလုံနေရင်ပျောက်သွားတယ်။မိသားစုတွေရောရှင်မျိုးသားချင်းတွေရောနေရာနဲ့လိုက်ရှာကြပြီမဲ့မတွေ့ရဘူး။ခொနေ့ရဲ့ကြာမပျောက်တုံးကအဝတ်အစားနဲ့ပဲဂျင်းနောင်းခွင်းထဲကပြန်ရောက်လာတာ။ပြန်ရောက်လာမဲ့သူ့အပြုတ်မိတွေကထိုးချနေတယ်။အရင်လိုမဟုတ်တော့ဘူး။တစုံတယောက်ရဲ့ပြုတ်စားထားတာကိုခံရတယ်လို့ထိုင်းမိုင်းတွေ့ဝေစီတဲ့ စည်းပေတိုက်ကြွေးခံထားသူဖြစ်နေတယ်။သူ့နှုတ်ကတော့ပြန်သွားရမယ်။ပြန်သွားရမယ်ဆိုတဲ့စကားကိုပဲတို့တို့ရေရွနေတဲ့။မိသားစုဝင်တွေကတော့ပယောခဆိုတာသိပြီးကြီးနောက်ကွေးမှာအရင်နဲ့ကြက်ဖို့ကြက်မတွေကျွေးပြီးသွားတောင်းပန်ကြတယ်။တောင်းပန်နေတော့မှာအရက်ပလင်းတွေလဲကျသွားတယ်။ဒါကတောင်းပန်တာကိုလက်မခံဘူးလို့ပြောလိုက်တာပဲ။အဲ့ဒီလိုဖြစ်ပျက်ခဲ့ပြီးနောက်နောက်ပအကြာမှာကိုထွေးရုတ်တရက်ပျောက်သွားပြန်တယ်။ လိုက်ချာကြတဲ့အခါမှာဂျီနောင်ဝင်းတဲ့ကဖက်တန်တောင်ဖို့အနီးမှာတွေ့ကြတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကိုထွေးအသက်မရှိတော့ဘူး။လူတွေကတော့ကိုထွေးကိုအုပ်စာဆောင်မှခေါ်သွားတာပဲလို့အခုချိန်ထိထင်မြင်ပြောဆိုနေတုံးပါပဲ။ဒါကဂျီနောင်ဝင်းရဲ့နာနာဘဝစလန့်များစွာတဲ့ကတခုပါ။ဒီလိုနာမည်ကြီးတဲ့ဂျီနောင်ဝင်းကိုကျွန်တော်ဖြတ်နေရတာပါ။ဒီလိုနဲ့ကျွန်တော်ကွင်းချောင်းကိုရောက်လာတယ်။ကွင်းချောင်းကြီးကခန်းတော်မဲ ခြေမျက်စစ်သက်သာပဲကြံတော့တယ်ကျွန်တော်ရင်ပြင်ကိုဖြတ်ပြီးကွင်းချောင်းအရှိဖက်ကမ်းပါးပေါ်တက်လိုက်တယ်အဲ့ဒီကမ်းပါးထိတ်မှာပဲသူ့ကိုစပြီးတွေ့ရတယ်သူကကျွန်တော်အပြန်အလာကိုထိုင်ဆောင်နေတယ်ပုံပါပဲသူဆိုတာကကျွန်တော်ခါလောင်ရှိတယ်ခွေးနဲ့ကြီးတကောင်မှာဒီလိုအချင်းဒီလိုနေရာမှာဒီလိုအရွယ်ခွေးနဲ့ကြီးကိုတွေ့တာ ਨੇ ဒါဟာနာနာဘဝဆိုတာကျွန်တော်သိတယ်ဒါပေမဲ့မိတ်ဆွေလားရန်သူလားဆိုတော့ခွဲလို့မရသေးဘူး ကွင်းချောင်းကမ်းမကနေတရက်တော်ရွာဘက်ကိုကျွန်တော်လျှောက်လာခဲ့တယ်။ခွေးနေကြီးကကျွန်တော်နောက်ဘက်ခက်လန်လန်ကနေလိုက်လာနေတယ်။လက်ရှိအနေထားရဆိုရင်တော့ရံပြုတ်မဲ့ပုံမရှိပါဘူး။ဒါပေမဲ့ရုံလို့တော့မရဘူး။ကျွန်တော်အလစ်မှာရံပြုတ်ချင်ပြုတ်နိုင်တယ်။ဘာပဲဖြစ်ဖြစ်ခွေးနေကြီးကိုကျွန်တော်မကြောက်တာတော့အမှန်ပါပဲ။ကျွန်တော်လက်ထဲမှာကလက်ဆွဲတော်လောက်လေးကွာနေလောက်စလုံးအသင့်ရှိတယ်။လောက်စလုံးကရှုပ်နဲ့လှုပ်ထားတာမဟုတ်ဘူးနော်။တန်ဖိုးသီးတွေလေးကွာကလည်း တေးပင်နဲ့ထက်နဲ့တောင်ယုံယောက်ျားတယောက်တောင်မစွဲနိုင်ဘူးဒီလောက်လေးကွာနေတောဝဲရောက်အောင်ပြစ်ခဲ့ဘူးလေနှုတ်စီကွက်ထုတ်ချင်းခပ်ပေါအောင် အလောင်းအစားလုပ်ပြီးပြစ်ပြခဲ့တယ်ဒါကြောင့်လဲကျွန်တော်ပြစ်တဲ့ကျက်ငဲ့မှန်သမျှဘယ်တော့မှခေါင်းမတွေ့ရတော့ဘူးဒါကြွားပြောတာမဟုတ်ဘူးနော်ရွာမတရားကွက်လုံးတိပြီးသားပါခွေးနေကြီးကိုရန်သူမိတ်ဆွေခွဲကြဖို့စိတ်ကူပြီးလမ်းအတိုင်းကျွန်တော်တအားပြေးသွားတယ်ခွေးနေကြီးကလည်းတအားပြေးလိုက်လာတာပဲ ကျွန်တော်မောလို့ရမှာသူလဲရတယ်ဒီလိုနဲ့ကျွန်တော်တို့တဲ့ရတော်ရွာကိုကြော်ပြီးဘုံကြီးเจ้าကိုပါလွန်လာခဲ့ပြီးရှေ့မှာပေါ့ပင်ခွေးကိုရောက်တော့မယ်ဒီပေါ့ပင်ခွေးဟာကျွန်တော်အချစ်ဆုံးတငယ်ချင်းကိုဝင်းကိုကင်းကြီးကြိုက်လိုက်တဲ့ခွေးပါကင်းကြီးကကင်းချင်များကြီးလူကြီးလက်နဲ့တထွာလောက်ရှည်ပြီးကြောပြားကတလက်မရှိတဲ့ကင်းကြီးပါကိုဝင်းဟာအဲ့ဒီကင်းကြီးကြိုက်ခံရတဲ့ဝေဒနာနဲ့ပဲကွယ်လွန်ခဲ့ရတယ်ပေါ့ပင်ခွေးနာရောက်တော့ ခွေးနဲ့ကြီးကကျွန်တော်ကိုကြော်တက်သွားတယ်။လမ်းပေါ်ကန့်လန့်ဖြားလဲကျနေတဲ့ပေါ့ပင်ရဲ့ဘေးမှာတွားရတယ်။အဲ့ဒီကနားမှာပဲကျွန်တော်တကူလုံးချက်သိမ်းဝင်းကြီးထပြီးတုံလုံးချောက်ချသွားတယ်။ပေါ့ပင်ဘေးမှာခွေးနဲ့ကြီးမရှိတော့ပါဘူး။လူတယောက်ဝချမ်းပြားတစ်ချောင်းလုံးပိန်ရှိရှိခန္ဓာကိုယ်နဲ့ကိုဝင်းတငယ်ချင်းအော်အော်ဝါတာစိတ်နဲ့ကျွန်တော်ခေါ်အောင်မိလိုက်တယ်ဟုတ်တယ်အဲ့ဒါကိုဝင်းပါလုံခဲ့တဲ့လအနေငယ်ကမှာ လူတော်ကကိုစွန့်ခွာသွားခဲ့တယ်ကျွန်တော်အချစ်ဆုံးတငယ်ချင်းကိုဝင်းပါပဲလောကကြီးကထူးဆန်းတယ်ဗျကျွန်တော်လူပြိုအရွယ်တုန်းကသပင်းအရှိကြီးထားထားတာအဲ့ဒါကိုကြည့်ပြီးတငယ်ချင်းကိုဝင်းကကျွန်တော်ကိုတရေကြီးကိုနာမည်ပြောင်းပြီးခေါ်တာတကယ်တရေပြည့်တော့ကျွန်တော်မဟုတ်ပဲသူဖြစ်သွားတယ်အဲ့ဒီညကသူနဲ့ကျွန်တော်စကားအများကြီးပြောပြခဲ့ကြတယ်ကျွန်တော်ချင်းအောင်ကင်းဘက်သွားတာသူသိတယ်တဲ့အဲ့ဒါကြောင့်ကွင်းချောင်းကမ်းမထိတ်က ခွေးနဲ့ကြီးဟန်ဆောင်ပြီးစောက်နေတာတဲ့ဘယ်မှာနေတာလဲလို့မေးတော့နေစရာအတီတကျမရှိသေးပါဘူးကျွန်တော်ဒီမှာပဲနေချင်တယ်လို့ပြောတယ်လူဘွားတုံးကလည်းမခွဲအတူတူဆိုတော့ကျွန်တော်ဝမ်းတော်သားတယ်တကယ်ချင်းငါလည်းထဲမှာလိုက်နေပါကွာဆိုပြီးခေါ်ခဲ့တယ်သူရောက်လာတဲ့အချိန်ကစပြီးအချားနာနာဘဝတစီတရားတွေနဲ့ပါကျွန်တော်ပတ်သက်လာရတယ်တိကျွမ်းလာရတယ်အဲ့ဒီမှာကျွန်တော်ကိုတရေချင်းသိဝင်လို့ပူပြီး လူတိများခဲ့လာတာပါကိုသိန်းဝင်းရေခမရတရေမွေးထားတာလို့လူတွေပြောကြတယ်အဲ့ဒါဟုတ်လားဗျပြီးတော့တရေတွေကိုဘာကြွေးရတယ်လဲမန္နာပြောရရင်ကျွန်တော်တရေမွေးထားတာမဟုတ်ပါဘူးတရေမနှကောင်းကဟိုးရင်တဲကရှိနေတာတငယ်ချင်းကိုကျွန်တော်ခေါ်လာတာဒါပဲရှိတော့တယ်ကြွေးတာမွေးတာကတော့တတိတခြားမရှိပါဘူးကျွန်တော်ထမင်းစားရင်သူတို့အတွက်ပါလာတယ်ကျွန်တော်ရေတောက်ရင်သူတို့အတွက်ပါတယ်တခုတော့ရှိတယ် ူတို့ကလည်းသူတို့ဘာသာ ရှာစားတတ်ကြတယ်ဗျသူတို့ကိုကျွန်တော်ပြောထားတယ်ငါလည်းတဲကိုငါအခွင့်မပြုဘဲလူလာတာမကြိုက်ဘူးငါရှာဖားရှာလာတာမကြိုက်ဘူးလို့ပြောထားတယ်အဲ့ဒီလူတွေကျွန်တော်လည်းတဲဝင်လာတဲ့အခါသူတို့ပညာနဲ့လှုပ်တယ်ကျွန်တော်လည်းတဲမှာတခုခုပြီးပြီဆိုရင်ကျွန်တော်သိပြီသူတို့စားချင်တောက်ချင်လို့ဆိုတာအဲဒါကြောင့်အမားပြင်းလှုပ်ထားတဲ့သူကိုထိုးစံအတိုင်းခြေမွေးလိုက်လို့ကျွန်တော်ပြောရတယ်ဒီတော့မှ ကြာရောက်နေတဲ့ယောဂဝေဒနာတွေပျောက်ကင်သွားကြတာဗျ။ဒါကသူတို့ဒီသူတို့ဟန်နဲ့ရှာစားတဲ့သဘောပေါ့။သူများတွေပြောတာကြားဘူးတယ်။တရေလုံ၆တဲ့တစ်ပင်တပင်ကိုခမားကခုတ်လဲပြီးအမြင့်ပါတူးပြလိုက်တယ်တဲ့။အဲ့ဒီကိစ္စဒီလိုဖြစ်တာတော့ရှင်းပြပါအောင်။အဲ့ဒီကိစ္စကဒီလိုဖြစ်တာဗျ။ကျွန်တော်လည်းတဲမှာပတ်သန်းပင်တပင်ရှိတယ်။အဲ့ဒီအပင်မှာနေတဲ့အကောင်ကတကယ်ကြမ်းတဲ့အကောင်။သူ့အရေးခုံရင်တော့လက်မခံဘူး။ဖြောင်းအောင်နားအောင်လှုပ်တယ်။ တခါတုန်းကလင်းနီးကြီးတယောက်အဲ့ဒီအပင်အောက်မှာနွားစာကျင်းလာထားတယ်။နွားလာထားတယ်။ဘာပြောကောင်းမလဲဗျာ။မနဲ့လေးတော့နွားနှကောင်လုံးတည်နေတယ်။ဒီလောက်ဆိုတဲ့ကောင်ကျွန်တော်တငယ်ချင်းကိုခေါ်လာတာနဲ့ပတ်သက်ပြီးမကျေနပ်ဘူးနဲ့တူပါတယ်။တညာကျွန်တော်အဲ့ဒီဖက်တန်းပြီနားမှာဖြတ်အသွားမှာကျွန်တော်နရင်ကိုရိုက်တယ်။နရင်ကိုပူထူသွားခဲ့တယ်။ဘယ်သူမှလည်းမရှိဘူး။ဒီကောင်လှုပ်တယ်ဆိုတော့ကျွန်တော်တိတာပေါ့။ချက်ချင်းပဲပြန် မိခွေယူနံပြားယူပြီးဖက်တန်းပြင်ကိုခုတ်လဲပြလိုက်တယ်။နောက်နေ့ကျအမြင့်ပါတူးပြလိုက်တယ်။ပြောစရာတော့ရှိတယ်။ဒီလောက်သိုးသွန်းတဲ့အကောင်ကသူ့နေတဲ့တစ်ပင်ခုတ်တဲ့ကျွန်တော်ကိုဘာမှမလုပ်ဘူးလားလို့။တစီတရဲဆိုတာသူ့ထက်နေကြပါတယ်။တရိษံနဲ့အဆင့်တူအတန်းတူပါ။အာကုတော်ကံအင်မတန်ကြီးမားပြီးကံနိုင်တဲ့သူမှသူတို့လှုပ်လို့ရတယ်။ပြီးတော့ကျွန်တော်တငယ်ချင်းကဒီကောင်တွေထက်အဆင့်မြင့်တယ်။ဒါကြောင့် ကျွန်တော်ကိုဘာမှလုပ်လို့မရတာပါကိုသိန်းဝင်းရဲ့တရေတွေကကိုသိန်းဝင်းကိုကူညီကြလားသူတို့နဲ့ကျွန်တော်ကမိတ်ဆွေဖြစ်တဲ့အတွက်သူတို့တတ်နိုင်တဲ့တော့ဘဲကကူညီကြပါတယ်အထူးသဖြင့်တော့လေတီနန်တွေလေထဲမှာပြစ်ထားခဲ့တဲ့ကျွန်တော်ပစ္စည်းတွေဘာတစ်ခုမှမပြောင်းပြဲ့အောင်ထိန်းသိမ်းဆောက်ရှောက်ပေးကြတယ်တခုခုထိပါနှောက်ရှက်လို့အကြံအစီနဲ့လေထဲကိုလာရင်တော့သူတို့နဲ့ထိတ်တိုက်တွေ့တာအမှန်ပါပဲတခါတုန်းကကျွန်တော်ညီဝမ်းကွဲဒိန်းတွေ ကျွန်တော်မရှိတဲ့အချိန်တမန်ဘော်ကဖြတ်သွားတယ်ကျွန်တော်တငယ်ချင်းနဲ့တွေ့ပြီးလောက်ထားလိုက်တာနုံဘွက်ထဲမှာလူးနေရတယ်ဘာနဲ့ကုကုမရဘူးနောက်ဆုံးကျွေးလိုက်မွေးလိုက်မှာဖြောက်သွားတယ်ပြီးတော့ကျွန်တော်မွေးကြိုက်ခင်ရတဲ့ကိစ္စတငယ်ချင်းကဒီလန်းကိုမင်းမင်းမတော်နဲ့အန္တရာယ်ရှိတယ်လို့ပြောတယ်ကျွန်တော်စုပ်ကိုတိုးသွားတယ်မွေးကြိုက်တာပဲတပတ်အတွင်းမှာနှခါကြိုက်ခင်ရတာကြိုက်တဲ့မွေးကလည်းမွေးပွေးကြီးပဲ ဝေပါရတယ်ကျွန်တော်ဆေးရုံမတော်ရဘူးဘာမှမကူဘူးဘာမှလည်းပြန်ဖြစ်ပြောင်းလူတွေကလည်းဝေကိုက်လုံးလို့တဲ့ကျွန်တော်နဲ့တောင်အတူမတော်ရဲကြဘူးဖြစ်နေတယ်ကျွန်တော်ငငယ်တုန်းကမွေဈေးထိုးထားပါတယ်ဒါပေမဲ့ဒီလိုမွေကိုက်ခံရတာတော့ဘာမှမဖြစ်တာတော့ကျွန်တော်တငယ်ချင်းကကုညီနေလို့ပါအဲ့ဒီညကတရေကြီးဒင်းဝင်းအမိခံကိုသိန်းဝင်းနဲ့စာရေးသူတို့အချင်းချင်းစကားပြောပြခဲ့ကြတယ်နောက်တနေ့မနေ့ခင်းမှာ ကိုသိန်းဝင်းကသူ့လက်သေးကိုလိုက်ပြပါတယ်။သူ့တငယ်ချင်းကိုနေဝင်းတဲ့ထိန်ပင်နဲ့တဆေမိမနှစ်ယောက်အဆောက်ထားတယ်ဆိုတဲ့သူ့လက်သေးကိုလိုက်ပြပါတယ်။စာရေးသူကပါလာတဲ့ဖုန်းနဲ့ပဲဓာတ်ပုံမှတ်တမ်းယူခဲ့လိုက်ပါတယ်။သူနဲ့စကားပြောနေတုန်းမှပဲရန်ကုန်ကမိသားစုကဖုန်းဝင်လာလို့ချက်ချင်းရန်ကုန်ပြန်ဖို့အကြောင်းဖြစ်လာပါတယ်။ရန်ကုန်မပြန်ခင်မှာ စာရေးသူအတိအကျဆုံးမေးခွန်းတစ်ခုတော့မေးပြခဲ့ပါတယ်။ကိုသိန်းဝင်းရဲ့ တရင်ရှိတယ်ဆိုတာကိုခမားကလက်တွေပြခဲ့တယ်လို့သိရတယ်။ကျွန်တော်ကြည့်ချင်တယ်ဆိုရင်တော့ပြလို့ရလား။စိုးတဲ့မေးခွန်းပါ။ကြည့်ချင်ရင်ပြလို့ရတယ်။လက်တွေပြနိုင်ပါတယ်လို့ကိုသိန်းဝင်းကပြောခဲ့ပါတယ်။အချိန်မပေးနိုင်တဲ့အတွက်ဒီတစ်ခေါက်တော့ဒီအခွင့်အရေးကိုစာရေးသူလက်လို့ခဲ့ရပါတယ်။နောက်တစ်ခေါက်ကြာရင်တော့မဖြစ်မနေကြည့်ရအောင်လို့ဆုံးဖြတ်ထားပါတယ်။တကယ်လို့သာ စာဖတ်သူအနေနဲ့စာရေးသူနဲ့အတူတူလိုက်ပါကြည့်ရှုနိုင်မယ်ဆိုရင်တော့ ဆိုင်ရည်သူအတွက်ပိုပြီးကြည်နာစရာဖြစ်လာမှာအသေးချာပါပဲ။